တနေရာရာမှာဆုံကြရတယ်ကြုံကြရတယ်တွေ့ကြရတယ်ဆိုတာတွေကအတွင်းဓာခံနေတူညီတဲ့သဘောနောက်ခံအကြောင်းတရားတွေထင်ရှားရှိနေတယ်ဆိုတာကိုဓာတုတန်ရုပ်ပါဠိတော်မှာမြတ်စွာဘုရားကဟောထားတာရှိတယ်ဆုံနေဆိုတာအကြောင်းမဲ့ဆုံတာမဟုတ်ဘူးတဲ့ဓာတုသောဝဘိခဝေတတ္တာတန်တန်ဒန္တိတမင်းတိ ဆုံကြတယ်တဦးနဲ့တဦးဆုံမိကြတယ်တနေရာမှာဆုံကြတယ်တွေ့ကြတယ်ဆိုတာစိတ်ထက်ခြင်းအတွင်းကံတဘာဝခြင်းတူညီတဲ့ပုံကိုယ်တွေဆုံတာလို့တူညီမှုကိုအကြောင်းပြုပြီးတော့ဆုံတယ်လို့ဒီလိုပြောအဲ့တော့ဒီနေရာတရားပွဲမှာဆုံတဲ့လူတွေရှိတယ်လို့တခြားနေရာမှာလည်းတခြားပွဲတွေဆုံမိနေတဲ့ပုံကိုယ်တွေလည်းမျောများစွာရှိတယ် တကဘာလုံးကိုညှပ်မှန်းပြီးတော့ကြည့်မယ်ဆိုရင်ဒီအချိန်မှာစုံစည်းပြီးတော့တခုခုလုံနေကြမှားကြည့်ပဲအကုန်လုံးအဲ့လိုစုံစည်းမှုတွေဟာအကြောင်းမရှိပဲနဲ့စုံစည်းတာမဟုတ်ဘူးဆိုင်ရာဆိုင်ရာအကြောင်းတရားတွေရှိနေကြတယ်အဲ့ဒီအကြောင်းတရားတွေဟာကောင်းတဲ့အကြောင်းတရားလည်းဟုတ်တယ်မကောင်းတဲ့အကြောင်းတရားလည်းရှိတယ်ကောင်းတဲ့လုပ်ငန်းမှာစုံကြတဲ့ပုံစံတွေကတော့ ကောင်းတဲ့စိတ်ဓာတ်တွေအခြေခံလို့ဆုံကြတာဖြစ်တယ်။မကောင်းတဲ့အလုပ်တွေကိုလုပ်တဲ့ပုံကိုယ်တွေကြတော့မကောင်းတဲ့စိတ်ဓာတ်တွေကိုအခြေခံပြီးတော့ဆုံမေးကြတာဖြစ်တယ်။တခါတည်းရန်လူတွေဆုံစည်းတယ်ဆိုတာအမခံများပြားတာကိုကြုံတွေ့ကြရပေါ့။ဘုန်းကြီးတို့2004ခုနှစ်တုန်းကဂျာမနီနိုင်ငံဘာလင်မြို့တော်မှာ ဥရောပနိုင်ငံကလူတွေတန်ပေါင်းများစွာရောက်ရှိလာပြီးတော့စုံစည်းကြတဲ့ပွဲကြီးတစ်ခုကျင်းပတာဟိုတယ်လီဗီရှင်းတွေကနေပြီးတော့မြင်ရတယ်ပေါ့အဲ့ဒီမှာလူတွေဘာလင်မျိုးတော်မှာကျင်းပတဲ့လက်ပါရိတ်ဆိုတဲ့ပွဲကြီးဥရောပနိုင်ငံအသီးသီးက လာတဲ့လိင်မြန်နေမိရထားတွေကာလန်းတွေပြည့်နေအောင်အလုံးလက်ပရိတ်ပွဲချင်းပါတဲ့နေရာကိုတန်ပေါင်းများစွာသောလူတွေဟာစုယုံရောက်ရှိလာကြအဲ့ဒီလောက်များတဲ့ပုဂ္ဂိုလ်တွေဒီတနေရာထဲမှာလာဆုံနေဆိုတာလည်းပဲအတွင်းအစ္ဆတထတ်သဘောချင်းတူလို့သာဆုံလို့ရမတူတဲ့ပုဂ္ဂိုလ်တွေမသွားကြဘူးဆိုတာသိကြတယ်ဟုတ်အဲ့တော့လောကမှာ ဘုံဘဝမှာစုံမိကြတယ်ဆိုတဲ့